Freedom for Future Channel မှာတော်လန်ပြည်သက်များအားလုံးမင်္ဂလာပါရှင်။ချူကိုပါဒီနေ့ချူကိုဖတ်ပြပေးမယ့်အစာအုပ်လေးနာမည်ကတော့ဆီယာမမီချန်းဝေရဲ့တင်လယ်ငေးသူရဲ့ယတစာစုများဆိုတဲ့အစာအုပ်လေးတွေကယတစာစုလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။စာစုလေးမဖတ်ပြခင်ဆီယာမကိုအစာအုပ်လေးဖတ်ပြခွင့်ပေးပါရင်ဒီနေရာကနေခွန်တောင်းပြရစီရှင်။ပင်လယ်ငေးသူရဲ့စိုးနှောက်ပြပါလွန် အခုတလောဂျာတိဥတုပူပြင်းပေမဲ့လူတွေခီးသွားကြတာပုံများလာတာတွေ့ရပါတယ်။အထူးသဖြင့်တနင်္သာရီတိုင်းဒေသကြီးတဝဲဘိတ်ကော့တောင်းဘက်ခီးထွက်ကြတာပါ။ခီးတော်လုပ်ငန်းတွင်ကျလာတာဝမ်းသာစရာပါခကြီးက Facebook ကဆိုတော့ခီးတော်တပ်ပုံတွေ line ပေါ်မှာဘလူပြန်နေတာတွေ့ရတတ်ပါတယ်မိတ်ဆွေဆိုင်ဆရာတယောက်ရဲ့မိသားစုဟာတဝဲဘက်ကရှင်မော်တောင်ပေါ်ကိုရောက်နေတယ်ဖျားဖူးနေတဲ့ပုံတွေ စုပေါင်းစားတောင်းနေတဲ့ပုံတွေနဲ့တဘာဝရှုမြော်ခြင်းပုံတွေတက်လာတယ်။ပုံတွေရဲ့အောက်မှာကျမဝန်တာအယကမန်ဝင်ရေးဖြစ်ပါတယ်။တကယ်တော့ရှင်မော်တောင်ဟာတဝဲခရိုင်လောင်းလုံမြို့နယ်ထဲမှာရှိတာပါ။အရင်ကကောလဲမပောက်ခင်ကဆိုရေလန်းကိုဆက်လီနဲ့ဖြတ်ကူးပြီးတွားရတဲ့ခရီးပါ။ကျမတို့ခက်ငယ်ငယ်ဆီယာမပေါက်စားပွားနှွေချောင်းပိတ်လို့ မော်မြိုင်ပြန်ရင်ဘိတ်ကနေတဝဲတဝဲအထက်မှာချမော်ရေပြင်ကိုဖြတ်ကိုဖြတ်ရတာပါအဲ့ဒီခစ်ကဆက်လေတွေပါစင်ဂျာတင်တဲ့ခင်းဆိုတော့လေရင်လက်မှတ်ခတ်တလို့ဆက်လေကိုအပြုတ်ပြီးသွားကြရတယ်နေမွန်ကင်းချမော်ကိုဖြတ်မယ်ထမင်းစားထားကြခင်းလောက်တာကောင်လေးတွေရဲ့တတိပေးစကားကြားရင် ကျမတို့ဆီယမလေးတွေတောင်းအောင်ကြောက်ကြတာပါချမော်ရေပြင်ဆိုတာအစင်အမြဲ လင်းရောရေပါစုံနေတဲ့နေရာမြချောင်းတွေပေါင်းစုံစီးတော်ရေချောင်းတွေစုံလေဝဲလှက်မင်းညိုလာရင်မုန်တိုင်းမဟုတ်ပဲရေကိုမမလို့ချင်းအစာဆိုဝေလာဝေမိုးဝေအော့အန်ကျွန်းပြန်ဆောက်ထိုးရှင်းနှံစိုးများရှူရှိုက်ဝလုံးရှင်နဲ့တိမ်ပြီးရိုက်လိုက်တယ်လို့အခုပဲတေတော့မလောက်အကြောက်ကြီးကြောက်နေကြတဲ့အခါကျမတခါကရှင်မော်ရေပြင် ဖြတ်တော့လေပေါ်ပါသူရဲ့ခန်းစားချက်ကိုဒီလိုဖွဲ့ခဲ့ပူပါတယ် ။လိုင်းကြီးလေထံကိုနှစ်နာရီခန့်ဖြတ်ပြီးတဲ့အခါမှာတော့တလေလုံးအံဘက်ပင်လေကြီးဖြစ်နေတော့တာပါ။ဒါကြောင့်ရှင်မော်ရေပြင်ဟာကျမအတွက်တော့ငယ်ကြောက်ပါ။အတန်ကြာယုံနဲ့ကြောက်ပါရဲ့။ကျွမ်းနီးချုပ်ဆက်ကဖျားပုတ်လေးတွေကို ရိုက်မောင်းပုတ်ချတာလဲရှင်မော်ရေပြင်ပါပဲအသက်ဆုံးရှုံးရတာတွေတောင်ရှိလို့ရှင်မော်တောင်ဖျားပုတ်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ပါ အခုခစ်ပြောင်းသွားပြီဖျားရှင်ပြင်အထိကောင်းမောင်းတက်လို့ရသွားပြီ ဘုရားရှင်ရဲ့အန်တော်မြတ်စီတီကိန်းဝေရာရှင်မောတောင်ဘုရားစီကုန်းလန်းနဲ့ရောက်သွားခဲ့ရတဲ့နေ့ကဆိုရင် ကျမယင်နဲ့အမျိုးအမည်မသိခံစားချက်တွေခိုတွေ့နေတာအမှန်ပါပဲဘုရားကုန်းတော်ဘောကပင်လယ်ပင်ကိုကြည်လိုက်ရင် အပေါ်စီးမြင်နေရတဲ့မြင်ကွင်းနေကြည်ဝန်းပအောက်ကဒေါမန်တွေခိဟိထနေတဲ့လှိုင်းလိမ့်အော်မြေတန်းလှိုင်းကြီးတော်လေအောင် ိုင်းကြီးတော့လေအောင်အခုပါတက်နိုင်သေးလဲလူတို့ကြံစာတီထွင်မှုကြောင့်တောင်ပေါ်အထိကားလမ်းပေါက်နေမှတော့လှိုင်းမျိုးလွန်နေတဲ့ပင်လေပြင်စီကျမပေါ်စီကကြည်နိုင်ပြီပေါ့ကျမတို့အဖွဲသွားတော့ကတော့ကားလမ်းဟာပြပြချင်းမရှိသေးပါဘူးတောင်ဆောင်ကိုပတ်ဖောက်ထားတဲ့အတွက်တစ်ဖက်မှာမြင့်မြင့်မမတောင်ကဘာတစ်ဖက်မှာမဆောက်ဆောက်ချောက်ကဘာအသေးအေးပွဲကောင်းလာပါတယ်ကားဟာဥမော်ပြီးရုံးလိုက် ပူးဆိုင်ပြီးပြေးဆင်းလိုက်နဲ့မောင်းသူရဲ့လက်ထဲအသက်ဝါကွက်ပြီး အထားရပါတယ်။လမ်းပြပြလျှော့လျှော့စီရောက်တော့တက်ပြင်းမောလေးချပြီးတောင်စောင်းဥယျာဉ်တွေစီကြည့်လိုက်တဲ့အခါဒူးရင်မင်းခွက်ပိနေဆုံပတ်အပင်ကြီးပင်ကောင်းတွေ၊ကွင်းပင်၊ကွင်းတီးပင် ရှင်ငန်းပင်လိုအပင်မျိုးနဲ့အခြားအမည်မသိအပင်စိမ့်စိမ့်ဆူဆူတွေမြင်ရပါတယ်။ဖျားပူကားကိုငေးကြည့်နေတဲ့ကလေးတွေရဲ့မျက်နှာဟာချူပြုံးရွှင်ကြည်လို့အဝတ်စားတွေကနွမ်းပင်မဲ့တန့်ပြန့်လို့လူကြီးပြကြီးအနီးကကလေးတွေလုံးရေတန့်ပူလေးတွေပြစ်ချခဲ့ဖို့ဘသူမှမတောင်းဆိုကြ။မြစ်ထက်ထက်ပင်ညော်ညော်လေးတွေမဟုတ် တင်လယ်မှာရတဲ့ငါးပစွန်တွေစားဥယျံတောင်မှာထွက်တဲ့တစ်သီးတနံတွေစားပြီးဗီတာမင်ပြည့်ဝနေတဲ့ကလေးတွေကဲဘလောက်ကျင်းနေစရာကောင်းလဲဒီတော့ကရှင်မော်တောင်ကိုမရောက်ခင်မြင်းခွာအော်ကိုဝင်ကြသေးတာပါမောင်းမကန်လို့ကန်းချီအပြန့်မကောင်းလို့ရေကူးစိမ်မဖြစ်နိုင်ပေမဲ့တဲပြေရောရောနဲ့ခြေပြင်းပြာကြောင့်မျက်စိပသာရအမြင်လှတဲ့ မြင်းခွာဩလိုင်းလေမရှိတဲ့ငိမ့်သက်ပင်လယ်မှာတပ်ပုံရိုက်နိုင်ကြပါသေးတယ်။မြင်းခွာပုံတရံကွေဝိုက်နေတဲ့အော်ခွေကလေးကတော့လူတို့အနှောက်ယှက်ကင်ကင်းနဲ့စိတ်ငြိမ်နေစေပါ။ ဖျားပူတွေဟာမြင်းခွာအော်မှတန်ရှင်လက်ဆက်တဲ့လေးရှူပြီးမှရှင်မော်တောင်စီ ခီးဆက်ကြရမှာပါ။တောင်တက်တောင်ဆင်းခီးပြန်စပါပြီ။တကယ်တောင်ပေါ်ရောက်သွားတော့ရှင်မော်စီဒီကတပ်ပဲကြီးညိုပွဲကောင်းသလိုမြင့်မာမဆောက်တဲ့ကြောက်တုံးနေရန်ကန်းကြီးဆောက်ဆောက်ကြီးရဲ့အောက်မှာပင်လေပင်ကို ပေါ်ပွားကြီးတွေးလိုက်ရမှာပါ။ နေရွယ်သူတွေဟာပင်လယ်ပြင်စီဥတိုင်နေတဲ့ကဘာဆောက်ဆောက်ကြောက်တုံးကြီးတွေစီစွန့်စားပြီးစင်ကြရတယ်။အောက်မှာအန်ဒီယန်များသလိုမြင်ကွင်းကပူလာတာကိုတပ်ပုံကောင်းလိုချင်တဲ့သူတွေစွန့်စားပြီးပေါ့။ကျမကတော့တစ်ချိန်ကကြောက်ရွံ့ခဲ့ရတဲ့ရှင်မော်ရေပြင်ကိုစွစွနဲ့နဲ့ကြည့်ပြီးကဘာထိပ်မှာအတွေ့တွေများနေခဲ့ပါတယ်။အဲဒီကပြန် Run Less သိသိချင်းဆိုတဲ့မဂဇင်းဝတ္ထုရှိတဲ့ပုတ်ရေးဖြစ်ပါတယ်။ 2004ဇူလိုင်လကလျာမဂဇင်းမှာပါသွားပါပြီ။ဝတ္ထုမှာဇလန်းရចောင်းဆရာမလေးကိုမေတ္တာတက်ဝင်နေသူပင်လေပြင်ကျွမ်းကျင်သူ အောင်ကပါဆိုတဲ့တဲ့နေလေးဖြစ်တယ်။ သူကလူငယ်ပီပီပင်လေကိုအောင်းနိုင်သူဖြစ်ခြင်းနဲ့သူတို့နှစ်ယောက်စကားလက်ဆုံးကြရာနေရာကအဲ့ဒီရှင်မောတောင်ကပားစောမှာအောင်ကပားဟာသူ့ရဲ့အလုပ်ပဲ့နေဆိုတဲ့ဂုံဤအပေါ်မှာဝန်စားနေသူလည်းဖြစ်လေတော့ဆီယာမာလေးကို ပြောတဲ့စကားတွေကဒီလိုကျွန်တော်ကဘဝရဲ့လိုအပ်ချက်ရအရွယ်ရောက်ကလေးကပင်လေပြင်မှာ ဖြတ်တန်းကျင်လေခဲ့သူပါပင်လေဆိုတာဖြတ်တန်းသူရဲ့တတိ ဇွဲနဲ့အတွေ့အကြုံရင့်ကျက်မှုအောက်မှာတာမန်ဖြစ်ရောဖြစ်စဉ်တမန်ရောကြောင့်ဖြစ်တည်နေတဲ့အရာဝတ္ထုတစ်ခုမြသာဖြစ်တယ်။ဒါကြောင့်လိုင်းကြီးလျောက်ဆိုတဲ့စကားပေါ်လာတာပေါ့။ဘလို့ပင်လိုင်းထန်လီကျမ်းပစီကျွမ်းကျင်သူပဲ့နေရဲ့အရှောင်းတိန်ပဲ့ကင်မောင်းနေမှုအောက်မှာ ထိုးခွဲထွက်ရောက်လိုရခီးပေါက်စမြဲပါ။ဘလို့လိုင်းမျိုးလာရင်လေဦးနဲ့ခွဲမလဲ။ဘလို့လိုင်းမျိုးလာရင်ဘေးတိုက်ရှောင်မလဲ။ အဲ့ဒီလိုပဲ့နေပညာကိုသုံးနေတဲ့အခါပင်လယ်မှာလေတင်းမောတွေကိုအကူအညီပေးလိရှိတာမိပြတွေပါပဲဒီလိုမခင်မိုးပြရဲ့ညဘက်ဆူမိပြတွေကတင်ကြတဲ့မြို့မြို့နဲ့စကားဆိုကြလေရဲ့သူပြနေတဲ့အချက်ပြမိကမိတ်တော့မိတ်တော့ဆိုရင်တော့ဒီနေရာမှာကြောက်ဆောင်မရှိဘူးလာပါလာပါတဲ့အချက်ပြမိဖွာကနေဖွာကနေပြရင်ဒီနားမှာအန်ဒီရရှိတယ် ဝေဝေသွားဝေဝေသွားတဲ့မိဆက်ကြလို့ပွက်ခနဲပွက်ခနဲလဲပြရင် အနားမှာတောင်ရှိတယ်တောင်ရှိတယ်တဲ့ဒီစကားတွေနဲ့ပင်နှင်းအောင်ကပါဟာ သူကျွမ်းဝင်ရဘာသာရက်နဲ့နှွယ်ပြီးသူပုပန်းနေတဲ့မိန်းကလေးကိုဆွဲဆောင်စည်းရုံးနေတာပါကြောက်တောင်ကပါရဲ့မတ်ဆောက်ခြင်းဖြစ်စဉ် တယ်လေရဲ့အရင်ဆန်တဲ့ပကတိနေသားကြောင့်စိတ်လှုပ်ရှားနေတဲ့မိန်းကလေးကိုအာယုံပြောင်းဖို့စူးစမ်းနေတာလည်းဖြစ်နိုင်ပါတယ်။မြို့ပြမှာအချစ်ရှိသလိုပင်လယ်ကျွန်းတောင်မှာလည်းအချစ်ရှိတယ်။ပင်လယ်ပြောင်းရဲ့အချစ်ကိုကျမတို့ဘယ်လိုဖွဲ့မလဲ။ ဒေသဝန်ကျင်မှာရှိတဲ့အသက်မွေးမှု လုပ်ငန်းသဘောတဘာဝတွေနဲ့ရှင်လွယ်ပြီးရေးဖွဲ့ရတာပါဝတ္ထုထဲမှာအတိတ်ကတန်ရာအနာတရဖြစ်ခဲ့တဲ့ဆီယမလေးရဲ့နှလုံးသားတန်ရာကိုပဲ့နင်းလေးအောင်ကပါကခုစားဖို့ကြိုးစားခဲ့တာပါကျမတို့ငယ်စဉ်ကဖတ်ခဲ့ရတဲ့ဝတ္ထုထဲမှာတော့စာရေးဆရာမကြီးဒေါက်ခင်နေယူကတော့ချစ်သူကိုလရန်အောင်မှရှာရမယ်လက်ထမဲ့သူကိုတော့နေရန်အောင်မှရှာရမယ်လို့ဆုံးမပူပါတယ် တကယ်လက်တွေ့ပေါ်ရဲကအချစ်ကပူပြီးတည်ငြိမ်လေးနဲ့တဲလို့ဆူလိုဟန်တူပါတယ်။ကျမပင်လယ်ဝတ္ထုရေးတဲ့အခါတုတရောယတပါ မျှပြီးပါအောင်ထဲပါတယ်။ လုပ်ငန်းရဲ့သဘောတဘာဝတွေကို စာဖတ်သူဘ ഹു တ္တရာစိန်သောငါထဲ့သွင်းပြီးဆဲရဲသွားလာအတဲ့ကြအနေမြင့်တွေကိုတော့စာဖတ်သူနှလုံးသားကိုဂိုင်းလုပ်ဖို့ခြားတာအနေနဲ့ထည့်ပါတယ်။ဒါမှသာဝတ္ထုတပုံကအမီအစာဆုံးနဲ့ထမင်းဝိုင်းကြီးလိုစာဖတ်သူရဲ့စာလောင်ခြင်းအာလာယတွေကိုဖြည့်ဆည်းပေးမယ်လို့ယုံကြည်ပါတယ်။ အခုတော့ရှင်မောင်တော်ဖះမလူစီကားနေပြီဆိုကျမရဲ့ဇက်ကောင်းចောင်းစီယာမလေးနဲ့ပဲ့နေလေးအောင်ကပါကို အထူးပဲတတိယလာတယ်။သူတို့နှစ်ယောက်ချစ်ခင်နှစ်သက်ပြီးနှစ်ယောက်တဘဝအထူးတောင်းဖြစ်သလား။အောင်ကပါဟာပဲ့နေပညာရှင်းချက်ပြေဝပြီးသူဖြစ်ချင်တဲ့ပင်လေကို အောင်နိုင်သူကြီးတယောက်ဖြစ်သွားပြီလား။ကျမသိချင်လှပါပြီ။ မင်းဆိုးရက်ဆက်တက်တဲ့ရှင်မော်ရေပြင်ကိုတော့ကားလမ်းဖောက်နိုင်တဲ့လူသားဖြစ်စဉ်ကြီးကအောင်းနိုင်လိုက်တယ်ဆိုတော့မြင်ပယ်စရာမရှိပါဘူး။ရှမ်းရွာခြေပြုတ်ခီးသွားလုပ်ငန်းတိုးတက်လာရင်တိုင်းပြည်တိုးတက်လာမှာ မလဲဧကန်မဟုတ်ပါလား။ကျေးရွာခြေပြုတ်လုပ်ငန်းဆိုတာကလည်းဒေသဖွံ့ဖြိုးရေးအတွက်ပတ်ဝန်းကျင်လူမှုဘဝရင်ကျေးမှုရေရှည်တည်တံ့ရေးအတွက် ထဲ့သွင်းစဉ်းစားပြီးခီးတော်ပြည်သူတွေကိုဒေသခံပြည်သူများရဲ့ဒုနေမှုစရိုက်များနဲ့ပုံမရှင်ဤကျွမ်းဝင်စေဖို့ရည်ရွယ်လှုံ့ဆော်ထားသောဒေသခံများကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်သောဒေသခံဒေသခံများပိုင်ဆိုင်တဲ့ခီးတော်လုပ်ငန်းဖြစ်ပါတယ်အခုလိုခီးတော်လုပ်ငန်းတွေပေါ်များလာတဲ့အခါတဝယ်ဆိုရင်မောင်းမကန်ကန်းကြီးကိုတာမက မောင်းမကန်နဲ့မလန်မကန်က တဘောစိတ်ရောကိုပါပို့ဆောင်ပေးစေချင်ပါတယ်။တမောစိတ်မဟုတ်ပါဘူး။တဘောစိတ်ပါ။ဒီရွာကတန်ငါလုပ်ငန်းနဲ့အသက်မွေးတယ်။ရွာကန်းကြီးကနေအနေငယ်ဆက်လျှောက်လိုက်ရင် အလွန်လှပတဲ့ကြောက်တုံးပုံကြီးနှစ်ပုံဟာတဘာဝတိုင်းဖြစ်တည်နေတာတွေ့ရပါလိမ့်မယ်။တချို့လဲလျောင်းတချို့ထောင်မတ်တချို့ကြောဆန့်တချို့တုံးလုံးပက်လက်အသွင်မျိုးမျိုးသောကြောက်တုံးတွေကိုလိုင်းကောင်းမြူတွေပုတ်ဆောင်နေတဲ့မြင်ကွင်း တဘာဝတရားကြီးကလူသားတွေကိုတတိအာမန်တွေပေးနေတယ်လို့ယူဆရတဲ့မြင်ကွန်းပြည်သူတွေကိုမြင်တွေ့စေချင်ပါတယ်။ကျမဒီရွာမှာပင်လယ်တန်ခါလုပ်ငန်းလေးလာရင်၁၄ရက်ကြာခဲ့ပါတယ်။နေ့စဉ်ကြောက်တုံးကန်းချေသွားလှိုင်းရိုက်တန်ကိုနားထောင်ပင်လယ်ရဲ့တဘာဝကိုစောင့်ကြည့်ပြီးတော့ကြောက်တုံးတွေရဲ့ခန္ဓာရည်အားဒီကန်းချေကနေမွေးရပါကိုလက်အင်္ကာမစုံခဲ့လို့စိတ်သက်ပြိုကွဲနေတဲ့ကလေးတယောက်ကို ကယ်တင်ဆင်မှခြင်းအာမန်ကိုရစေတဲ့ဝတ္ထုလေးတစ်ပုဒ်ရေးဖြစ်ပါတယ်။ကိုရောအရှင်နာမတော်ချီမွန်ဆိုတဲ့ဝတ္ထုလေးပါ။မတန်ဆွမ်းလေးတွေကိုစိတ်တက်မြင့်တင်ရေးဝတ္ထုလိုပဲဆိုပါစို့။ဒီမှာတို့သဘာဝတရားကြီးကနေဘာတွေသင်ယူမလဲ။သင်ယူပြီးသမျှမိမိပတ်ဝန်းကျင်ကိုဘယ်လိုမျှဝေမလဲ။ဘယ်လိုအာမန်တွေဖြစ်ပေါ်စေမလဲ။ဒါဟာစာရေးဆရာတယောက်လောက်ကိုလောက်ရမယ့်အလုံးလို့ခံယူပါရတယ်။ ပင်လယ်ကတော့ဘယ်အချိန်ကြည့်ကြည့်ကျမကိုအစ်စ်အစ်တော်သင်္ကန်းစာတွေပို့ချနေအောင်ပါပါဒီလိုင်းအတွဲရှင်းအမှတ်19 29ရက်5လ2019ဖတ်ဆင်ပေးခဲ့ကြတဲ့ချက်တော်တို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ရမြမလည်းပင်လယ်ငေးသူရဲ့ရတဆောက်စုများကိုဆက်လက်ဖက်ပြပေးတော့မှာဖြစ်တဲ့အတွက်နားဆင်ခံစားပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်